ြောရရင် Samsung ရဲ့ AVP6 ကဒီ A series အတွက် comeback phone လို့တော့ပြောလို့ရရပါတော့။အဝင်လို့ဆိုတော့ဒီကောင်ရဲ့ design မှာ AVP5 တို့ AVP4 နဲ့ရှင်းလိုက်မှာဆိုလို့ရှင်အာ design language ကတော်တော်လေးပြောင်းလဲသွားတယ်။ camera module တွေကိုဒီလိုမျိုးအမဲချောင်းလေးလုပ်လိုက်တယ်ပေါ့။ဆိုတော့ရင်းတစ်ခေါက်လုံးဝကြတော့သူကဒီသူ့ရဲ့ SUV ပုံစံမျိုးပေါ့နော်။ camera module တွေကိုတစ်လုံးချင်းစီ separate လုပ်ပြီးတော့စင်ထားပေးတယ်။ Handsome feel မှာဆိုလို့ရှင်တော့ဒီကောင်လေးကဖြည်းဖြည်းကားကားလေးဖြစ်နေတဲ့ phone လို့ကျွန်တော်မြင်တယ်။သူ့စီးတဲ့တခြား phone တွေနဲ့ရှင်းလိုက်မှာဆိုလို့ရှင်ဒီကောင်ကပို့ပြီးတော့ get ကျဲတယ်ပေါ့နော်။တခြား phone တွေကတော့ ်အရှိရှိမျိုးမျိုးလေးဖြစ်နေရဆိုပေမဲ့ဒီဖုန်းလေးကတော့နည်းနည်းဘေးနားလေးကိုကကလေးဖြစ်နေတဲ့ကြောင့်မလို့ဂိမ်းနေပါရဆော့တယ်ရုပ်ရှင်နေပါကြည့်ရဆိုလို့ရှိရင်တော့ပို့ပြီးတော့အစင်ဗီလောက်မှ aspiration မျိုးရှိပါတယ်ဒီစပီတော့ဆိုလို့ရှိရင်ဒီကောင်က6.7 inch ကိုမှ 120Hz optical fingerprint နဲ့ ဒီကောင် fingerprint ရတယ်တော်တော်လေးမြန်ပါတယ် Samsung ရဲ့ AMOLED screen ဖြစ်တာဖြစ်တဲ့ကြောင့်မို့လို့အာ display ကိုကြည့်ရတဲ့အခါမှာသလို့ရှိရင် color ပိုင်းတွေကတော်တော်လေးကို vivid ဖြစ်တယ်ပေါ့နော် game sorta app ရွှင်ကြည့်ရတဲ့ဖြစ်ဖြစ်မှာတော်တော်လေးအားရဖို့ကောင်းတဲ့ display မျိုးမှာပါတယ်ဒါပေမဲ့ပေါ့နော် A56 ကဲ display bezel ကိုကြည့်လိုက်မှဆိုလို့ရှင်တော့သူ့ဈေးတန်းဝင်ကျင် Oppo လို့ Vivo လို့နဲ့ဘလို့မှရှင်လို့မရဘူးပေါ့။ဒါကြောင့် bezel တွေကတော်တော်လေးအခုထိထူနေသေးတယ်။ဒီအချက်ကိုတော့ A57 လောက်ကြာလို့ရှင်တော့ပြင်သင့်နေပြီပေါ့။မဟုတ်လို့ရှင်တော့ အဲဒီကောင်ကသူ့ရဲ့ commutator တွေကိုတော့ boost screen experience ကိုပေးတဲ့အပိုင်းမှာတော့နောက်ကျနေပါသေးတယ်။ဒီကောင်ရဲ့ camera တွေမှာကျွန်တော် 50MP main, 2MP macro, 3MP ultra wide ဆိုပြီးတုံးလုံးလာပါတယ်။ဒီကောင်ရဲ့ 50MP main camera ပြောရရင်အများကြီးတိုးတက်လာတယ်။ပုံလေးတွေကတော်တော်လေးကို detail ကောင်းပြီးတော့ဘောနော် color manner ကိုတွေ့ရတယ်။ဒီကောင်ရဲ့ flagship level နဲ့ဖုန်းတွေမမီဘူးဆိုရင်တော့မှတော်တော်လေးကို quality မနှိမ့်တဲ့ပုံစံမျိုးတွေမှာရှိပါတယ်။နောက်ပြီးတော့ Samsung ပြောနေကြသူတို့ရဲ့ nightography ပေါ့။ အဗီလီစစ်ကနိုက်ထရိုဂရဖီယာဆိုလို့ရှိရင်ကျွန်တော်ဆန်းရကြီးရတဲ့လောက်တော့တော်တော်လေးအဆင်ပြေတယ်။ noise တွေပါရင်နဲတယ်။ညဘက်ပေါ်တော့လုံးဝမှော်မင်းနေတဲ့နေရာမျိုးမှာဓာတ်ပုံရိုက်မယ်ဆိုရင်တော့မှထွက်လာတဲ့ပုံလေးရဲ့လက်ခံလို့ရရပေါ့နော်။သူစင်းမမိတ်ဖုန်းတွေထဲမှာတော့အဗီလီစစ်က9 mm photo တွေကတော်တော်လေးကိုအသုံးဝင်ပါတယ်။ဒီကောင်ရဲ့ SOC ကိုကြာကြာလိုက်ရခြင်းဆိုလို့ရှိရင်တော့တော်တော်လေးဆိပ်ပြက်မိမှာအမှန်ပဲပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့အားလုံးမချစ်တဲ့ Exynos ကြီးနဲ့သုံးမိလာတယ်။ Exynos 1580ဆိုရဲ 5G ချစ်ဆက်ကိုသုံးမိလာပါတယ်။ဒီချစ်ဆက်ပြက် performance ဘိုင်းကိုကျွန်တော်စမ်းသုံးကြည့်ရကမှ Exynos တွေကအချိုးပြောင်းသွားပါပြီ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီကောင်နဲ့ data force ကိုခေါ်ရဲပေါ့နော် mobile game တွေတကူစမ်းဆောင်နေတာတော်တော်ကြာပြီ ဆော့ကြည့်တဲ့ကလာတချက်မှတို့ရှိရင်ကျွန်တော် graphics setting ကို HD လောက်ထားပြီးဆော့ရတော့မှခေါင်းရဲ့ performance ကကျသွားတာမျိုးတွေ drop သွားတာမျိုးတွေမရှိဘူးတခုရှိတာကဘောနော်ကျွန်တော်တို့နေအပူချိန်မှာ data နဲ့ဖြန့်မိသုံးမယ်ဆိုရင်တော့နည်းနည်းလေးပို့ပြီးတော့တာမတ်တဲ့ပူနိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့က wifi နဲ့သုံးပြီးတော့ဘောနော် gain ဆော့မယ်ဆိုလို့ရှိရင်တော့ပို့ပြီးကြကြဆော့လို့ရတယ်လို့မျိုးအရင် over heat ဖြစ်လာမျိုးလည်းမရှိဘဲနဲ့နွေးလာမျိုးတော့ပဲရှိမှာပါ Samsung A56 မှာကျွန်တော်နောက်တဘောကြရဲ့ချက်တစ်ခုအတူ haptic keyboard ရိုက်တဲ့ခါမှာအဖြစ်ဖြစ်ဖုန်းလေးကိုသုံးနေချိန်မှာအဖြစ်ဖြစ်ဘောနော်သူ့ရဲ့ haptic လေးကတော်တော်လေး quality တစ်ခုရှိလာပြီဘောအရင်ကလို့ ဟိုတင်မလား vibrate တုံးကြီးလို့မြင်နေရမျိုးမဟုတ်တော့ဘူးတော်တော်လေးတိုးတက်လာပါတယ် AI ဘိုင်းနဲ့မှာသလိုရှင်နေဒီကောင်က circuit to search လို့မျိုး features တွေပါတယ်နောက်ပြီးတော့ circuit to search ကိုမှသူကကျွန်တော်တို့ music တွေပါတယ်လဲရှာလို့ရမယ် battery မှာသလိုရှင်9000 mAh ကိုတုံးထားပြီးတော့ press ချခြင်းရတော့45 watt ပါ battery life အနေနဲ့ဆိုလို့ရှင်လေဒီကောင်ကအားအပြည့်100%တွင်းထားမှာဆိုလို့ရှင်တနေ့ကုန် AC စီးတုံးလို့ရတယ်ဒီကောင်က AC နှုတ်1080အကတော်လေး power efficient ဖြစ်တဲ့နေရာမှာပါပါတယ် overall အနေနဲ့ကတော့ Samsung ABB6 ကသူစီးတဲ့30ဆိုရင်ဝင်ချင်မှာဆိုလို့ရှင်တခြားဒီ Oppo Vivo တို့နဲ့ရှင်လိုက်မှာဆိုလို့ရှင် အားသာချက်အနေနဲ့ကသူ့ရဲ့ 1 UI ဒါတော့ပြောစရာမလိုဘူးတင်တယ်သူက1 UI ကိုဒါကြိုက်တဲ့သူတွေကတော့ဒေချာပေါက်ဒီဖုန်းကိုရွေးဖြစ်လိမ့်မယ်နောက်ပြီးတော့ဒီဇိုင်းမန်းကလည်းအရင်နှစ်ထက်အများကြီးပိုတိုးတက်လာပါတယ် performance မှာဆိုလို့ရှိရင်စွန့်တော့ကိုမဟုတ်ဘူးဆိုပေမဲ့ဒီကောင်ရဲ့ ASIN ကို1580ရာလဲတော်တော်လေးလက်ခံလို့ရပြီးတော့ overview မဖြစ်တော့တဲ့ချစ်ဖြစ်သွားပါပြီကင်မရာဘိုင်းကတော့ကျွန်တော်အရန်ထူးချွနေရမျိုးမရှိပေမဲ့ဒီကောင်ရဲ့ night mode လေးကတော်တော်လေးအားကိုးလို့ရပါတယ်နောက်ပြီးတော့ circuit to search လိုမျိုး AI features လည်းပါရတော့ကြောင့်မလို့ပြောရရင်တော့ APU6 ကလည်းတော်တော်လေးကိုကောင်းတဲ့ mirroring phone တစ်လုံးလို့ပြောရင်းနေပဲဒီလိုလေးအဆုံးသတ်ချင်ပါတယ်အဆုံးချစ်ပြီးတော့ဒီမှာတယ် See you next video.